မြန်မာစစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးတိုင်းပြည်ရဲ့အခြေအနေတိုးတက်လာတာကြောင့်မြန်မာနိုင်ငံသားတွေပြည်တော်ပြန်နိုင်ဖို့ယာယီနေထိုင်ခွင့်ပေးထားတာကို ရုတ်သိမ်းတော့မယ်လို့အမေရိကန်အစိုးရကနိုဝင်ဘာလ24ရက်နေ့မှာကြေညာလာပါတယ်စစ်တပ်အာဏာသိမ်းမှုအပြီးနေရပြန်ဖို့မလုံခြုံတဲ့မြန်မာနိုင်ငံသားတွေကို TPS အရာအမေရိကန်မှာနေထိုင်ခွင့်ပြုခဲ့တယ်လို့အချိန်ချင်းတက်တန်းတိုးဖို့ခွင့်ပြုခဲ့ကြောင်း 9နှစ်နီးပါးအကြာမှာတော့မြန်မာနိုင်ငံရဲ့အခြေအနေတွေကအတန်အသင့်တိုးတက်လာပြီဖြစ်တာကြောင့်အခုအခါ TPS နဲ့နေထိုင်သူမြန်မာနိုင်ငံသားတွေကို နေရစီပြန်ဖို့အချိန်အခါတင်လာပြီဖြစ်ကြောင်းအမေရိကန်ရဲ့ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအမိမြေလုံခြုံရေးဌာနဟာအမေရိကန်အစိုးရအေဂျင်စီတွေနဲ့ဆွေးနွေးခဲ့ပြီးတော့မြန်မာနိုင်ငံသားတွေအတွက် ယာယီအကာအကွယ်နဲ့နေထိုင်ခွင့်ကို မလိုအပ်တော့ကြောင်းမိမိလုံခြုံရေးဝန်ကြီး ခရစ်စတီနိုအန်က ပြောပါတယ်အရေးပေါ်အခြေအနေအဆုံးသတ်မှုရွေးကောက်ပွဲတွေအတွက်အစီအစဉ်တွေအောင်မြင်တဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်တွေအများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပြန်လည်တည်မြဲရေးလုပ်ငန်းတွေအတွက်အရေးကြီးတဲ့ဒေတာရင်းအုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့မြန်မာနိုင်ငံဟာတိုးတက်လာတယ်လို့ခရစ်စတီနိုအန်ကပြောပါတယ် မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကစလို့အမေရိကန်ပြည်ထောင်စုမှာကြောင်းတက်ဖို့နဲ့အလဲပက်လာသူမြန်မာနိုင်ငံသားတွေကိုဆက်လက်နေထိုင်နိုင်အောင် အရင်ဒီမိုကရက်သမ္မတဂျိုးဘိုင်ဒန်အစိုးရက TPS ခေလုံခွင့်ပေးထားတာပါအမေရိကန်နိုင်ငံမှာ TPS နဲ့နေထိုင်နေတဲ့မြန်မာနိုင်ငံသားစုစုပေါင်း၄000နီးပါးရှိနေတာလည်းဖြစ်ပါတယ်ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ TPS ဟာ ယာယီနေထိုင်권မျိုးသားဖြစ်ပေမဲ့အဲ့ဒီအစီအစဉ်ကိုအသုံးပြုနေသူတွေကအကြင်ကြင်တက်တန်းတိုးပြီးအကြကြီးနေထိုင်နေကြတယ်လို့ဝေဖန်ထားပါတယ်။ဒါရင်မကသေးပဲ TPS ဟာတရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေကိုအပိအမြောက်ရာရောက်နေတယ်လို့လည်းထည့်သွင်းဖော်ပြထားပါတယ်။ American Sea ကိုတရားမဝင်နီလန်းတွေနဲ့ဝင်ရောက်လာသူတချို့ဟာလည်း TPS ကနေကောင်းကျိုးခံစား권တွေရခဲ့ကြတယ်လို့လဲဆိုထားပါဗျ။ Temporarily Protected Status လို့ခေါ်တဲ့ယာယီနေထိုင်권ရုပ်သိမ်းမှုဟာလာမယ့်နှစ်ဇန်နဝါရီလ26ရက်နေ့မှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။ Afghanistan, Nepal, Venezuela လို့နိုင်ငံတချို့က TPS နဲ့နေထိုင်သူသိန်းကနန်းအထိကိုအမေရိကန်ကနှင်ထုတ်ခဲ့ပြီးလဲဖြစ်ပါတယ်။အင်ဖြူတော်ကိုတကြော့ပြန်ရောက်ရှိလာခြင်းကလေးကနိုင်ငံတကာအကူအညီတွေ လူသားချင်းစာနာမှုအထောက်ပံ့တွေကိုရှော့ချနေခဲ့တဲ့အမေရိကန်သမ္မတထရန့်ဟာစစ်ဘေးသင့်အရှိတောင်အာရှဒေတာရင်းနိုင်ငံစီကို ပြန်သွားဖို့အနေရရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက် TPS အစီအစဉ်ကိုပါရုပ်သိမ်းဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် TPS ကို1990ခုနှစ်မှာစတင်သတ်မှတ်ပေးခဲ့တာဖြစ်ပြီးလက်နက်ကင်ပရိပခါတွေတဘာဝဘေးအန္တရာယ်တွေနဲ့တခြားအရေးပေါ်အခြေအနေတွေကြုံနေရတဲ့ နိုင်ငံတွေရဲ့နိုင်ငံသားတွေဟာနေရပြန်ဖို့မလုံခြုံသေးတာကြောင့်အမေရိကန်နိုင်ငံမှာယာယီအလုပ်လုပ်ခွင့်နဲ့နေနေချင်းခံရမဲ့အခြေအနေကနေလူငယ်ခွင့်တွေပေးရထားဖို့ညှိနှိုင်းသဘောတူခဲ့ကြတာဖြစ်ပါတယ်။ TBS နဲ့နေထိုင်သူမြန်မာနိုင်ငံသားတချို့ကတော့အမိတ်မထုတ်ခင်ကတည်းကပြန်သွားကြသူတွေရှိသလိုနေထိုင်ခွင့်ရအောင်နိုင်ငံရေးခေလွန်ခွင့်ပြောင်းလျှောက်ထားကြဖို့လည်းအကြံပြုထားကြပါတယ်။